အားလုံးပဲမင်္ဂလာပါဗျာဖိုကိုရီနီးပညာနေပြန်နေကြိုးစားပါရစေဗျာဒီနေ့မှတော့မိတ်ဆွေများကိုအာ infinite ဖုန်းတလုံးကို password ဖြည့်နေမြောက်ပေးမှာဖြစ်ပါတယ်အဲဒီမှာဆို password ကဘာလဲကျွန်တော်လည်းမသိပါဘူးအဲ့တော့မသိဆိုတော့ကျွန်တော်ဖြတ်ပါဖြစ်ပါတယ်အဲ့တော့ infinite ကလောလောဆယ်ဒီကောင်လေးက okay အဲဆိုရင်ဒီကောင်လေးကိုကျွန်တော်ဖြတ်ဖို့အတွက် power ရေးပိတ်လိုက်မယ်နော် okay အဲ့ဖြတ်ပြီးတော့ power ပိတ်လိုက်မယ် အဲ power plate လေးမျိုးဆိုလို့ရှိရင်ကျွန်တော် power plate တော့လို့ရှိရင် power clock လေးကိုနှိပ်ပြီးတော့ bin plate ဒီတစ်ချက်တုံမှုဆိုတာနဲ့ကျွန်တော်တို့အတန် short တဲ့ clock ပေါ့နော်အတန်တို့ clock လေးကိုနှိပ်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်နှိပ်ပြမယ်နော် power clock လေးကိုကျွန်တော်နှိပ်လိုက်မယ် okay bin plate တစ်ချက်တုံမှုဆိုတာနဲ့ဒီကောင်လေးကိုအတန် short clock ကိုကျွန်တော်ကောက်နှိပ်လဲပါတယ်နှိပ်ပြီး power clock ကိုလွတ်လိုက်တယ်ဒီမှာ logo ပေါ်လာရင်လွတ်လိုက်ပြီးတော့အတန် short တဲ့ clock ကိုနှိပ်ထားမှာဖြစ်တယ်နော်ဖိထားနော်အဲ့တော့ဖိထားမှာဖြစ်ပါတယ် โอเคအဲ့လိုမျိုးပုံတော့အခုလိုအခြေအနေမျိုးပေါ်လာလို့ရှိရင်ဒါကျွန်တော်တို့ဟိုအတန်းရှော့တဲ့ခလုတ်ကိုနှိပ်တာနည်းနည်းလေးမထိသူလို့နှေးသွားလို့ပုံเนาะနှေးသွားလို့ရှိရင်အဲ့လိုမျိုးပါဝါပြန်တက်တက်ပါတယ်ပါဝါပြန်တက်လို့မဆိုလို့ရှိရင်ခုနလိုပဲကျွန်တော်ပြန်နှိပ်မယ်เนาะအဲဆိုကျွန်တော်ပါဝါပြန်ပိတ်လိုက်မယ်မနောပါဝါပြန်ပိတ်လိုက်မယ်ပါဝါပြန်ပိတ်ပြီလားနဲ့ကျွန်တော်ခုနပြောလို့ပဲပါဝါခလုတ်လေးကိုနှိပ်ပြီးတော့ကျွန်တော်တွေပါဝါဒီ ဟိုလေပါဝါဘိုင်ရိတ်တုံဆိုတာနဲ့ဒုတ်ဆိုတစ်ချက်တုံသွားတာနဲ့အဲလိုဂိုမပွင့်ခင်နေမှာအတန်ရှော့တဲ့ကလုတ်ကိုနှိပ်မယ်ကျွန်တော်ပြန်ပြန်နှိပ်မယ်နော်တော့ကျွန်တော်ပြန်ပြန်နှိပ်ထားမယ်အိုတုံသွားပါပြီโอเคတုံသွားရင်ကျွန်တော်ဒီရလေးကိုဒီမှာစနစ်ထားရနော်အတန်ရှော့တဲ့ကလုတ်ပေါ့နော်အတန်တိုးတဲ့ကလုတ်လေးကိုကျွန်တော်စနစ်ထားလိုက်ရပါတယ်โอเคဒါဆိုလို့ရှိရင်အခုလိုပုံစံနဲ့ဝင်သွားမှာဖြစ်ပါတယ်ဒါကကျွန်တော်မင်းပြောတက်ခါတဲ့ဝင်အောင်ကျွန်တော် တခါတည်းဝင်တော့ကျွန်တော်ကနှိပ်ပြလို့ရပါတယ်အဲ့တော့ message များတကယ်လို့ဒီထဲမှာဝင်မင်းနဲ့ပြန်ပြီးတော့ logo power ပြန်တက်သွားလို့ရှိရင်ဘာကြောင့်တက်တယ်ဆိုတာလေးကိုကျွန်တော်ရှင်းပြချင်လို့ပါ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာရှိတယ်ဒါဆိုရင်ဒီမှာရှိတဲ့ကျွန်တော်ဒီတက်မှာရှိတယ်မှာနော် white အဲ white data free reset စီရှိပဲအိုက်ကောင်လေးကိုရအောင်သွားမယ်သွားမယ်ဆိုရင်တော့ဒီမှာအတန် short ခလုတ်နဲ့သွားမယ်အတန် short လိုက်အတန် short ခလုတ်လေးသွားမယ်အဲကျွန်တော်အပေါ်အောက်အပေါ်အောက်ကတော့ဒီဟာလေးနဲ့သွားမယ်နော်အတန် short ခလုတ်နဲ့အတန် short အတိုး short ခလုတ်နဲ့သွားမယ်အဲ့တော့ကျွန်တော်သွားချင်တာအာဒီမှာရှိတဲ့ โอเคဒီမှာရှိတဲ့ why data ferry reset တန်လေးရောက်သွားပြီရောက်သွားပြီဆိုရင်အတီးပြုတ်ဖို့အတွက် power clone နဲ့တီးပြုတ်မယ် power clone နဲ့တီးပြုတ်ရတယ်မယ်เนาะဒါဆိုရင်တီးပြုတ်လိုက်မယ်တစ်ချက်အနှိမ့်လိုက်မယ်ဒါဆိုရင်သူကမင်းအလုပ်ဖြတ်မှတေးကြလားဆိုပြီးနေတယ်အဲ့တော့တေချာလို့ရှိရင်အောက်ကဟာလေးဆက်ယူမယ်ဆက်ယူမယ်ဆိုတော့အောက်ကအတန်လျှော့တဲ့ cloud လေးကိုဆက်နေလိုက်မယ်။ Okay ဒါဆိုဒီတန်လေးရောက်သွားပြီ။အဲ့တော့ ferry data reset ဆိုတာအားလုံး phone နဲ့ရှိတဲ့အားလုံးဖြတ်လိုက်မယ်ပေါ့နော်။ဖြတ်မယ်ဆိုတော့ဒီမှာရှိတဲ့တရားလေးကိုကျွန်တော် power cloud နဲ့တီးပြုတ်လိုက်မယ်။ တည်ပြုတ်လိုက်ပြီနော်တစ်ချက်နှိပ်လိုက်ပြီဇက်โอเคဒါဆိုလို့ရှိရင်သူကဒီမှာဖြတ်သွားပြီဒီမှာဒီမှာဒီမှာဖြတ်သွားတယ်နော်ဒီမှာအောက်အောက်မှာလည်းဖြတ်နေတယ် white data white data format data formatting key စပြီးသူဒီဖြတ်တယ်ဆိုတဲ့အကြောင်းဒီမှာ complete ဆိုပြီးသူပြပြီးသွားပြီပေါ့တော့အရင်မြန်ပါတယ် second ဘိုင်းတွင်ပြီးတယ်ဗျပြီးပြီဆိုလို့ရှိရင်တော့ဒီမှာတော့သူ reboot system now ဆိုတာတော့သူတခါရွေးပြီးသားအဲ့ဒါလေးကိုပြန်ပေးဦးအတွက် power clone နဲ့ deploy လိုက်မယ်ဇက်အဲဆိုရင် ုံမှာပိတ်ပြီးတော့ပြန်တက်လာလိမ့်မယ်ဖုံးပိတ်ပြီးပြန်တက်လာတဲ့အချိန်မျိုးနေမှာအနှင်းငယ်လေးကြာတက်ပါတယ်အနှင်းငယ်ကြာတက်တယ်နော်အဲတချို့လည်း10မိနစ်နည်းလောက်ကြာတယ်တချို့လည်း3မိနစ်ထိကြာတက်ပါတယ်ဗျအဲ့တော့ဒီကောင်လေးကိုတခြားတော့အစောက်ကြီးပြန်มาဖြစ်ပါတယ်ဗျโอเคကျွန်တော်အားလုံးပေါင်း နမနစ်လောက်စောက်လေးရတယ်နမနစ်လောက်စောက်ပြီးတော့ပြန်တက်လာပါပြီပြန်တက်လာလို့ရှင်ကျွန်တော်တွေဒီမှာအဲသူ language ဒီမှာယူထားတယ်ကျွန်တော်တို့ next တွားလိုက်မယ်ဒီမှာ next next ဆက်သွားမယ်ဒီမှာလည်းကျွန်တော်တို့မြန်မာ region ယူလို့ရတယ်เนาะမြန်မာ region နေ့ချက်လောက်ရှာလိုက်မယ်ဟောအောက်ဆုံးမှာဖြစ်လောက်တယ် okay အဲ့တော့မြန်မာ region ပါတော့မြန်မာ region ပါမယ်ပြီး next ဆက်သွားမယ်ပြီးရင်ဒါတော့ skip ပဲသွားမယ် တော့ဒီနံပါတ်တစ်ခုပြောစာလေးရှိတာကဘာလဲဆိုတော့ဒီဖုန်းကကျတော့ Gmail account တွေပါနေမယ်ဆိုလို့ရှိရင် Gmail account တွေပြန်တောင်းပါတယ်အဲ့ဒါကို Alpha V log လို့ခေါ်ပါတယ် Alpha V log ကြောင့်ဒီကိုတော့နောက်ပြီးတော့မှဆက်လက်မြောက်ပေးပါမယ်ဗျအဲ့တော့ Gmail account လေးပါမှာပါလေးတစ်ချက်ကြည့်မယ်နော်အဲ့တော့ဒီမှာလဲသူ Wi-Fi ချိတ်ခိုင်းတယ်အဲ့ဒါခါလေးချိတ်ပြလိုက်မယ်ဗျာနော် Okay အဲဆိုကျွန်တော်တို့မှာ Wi-Fi လေးချိတ်ပြလိုက်ပါပြီ Wi-Fi ချိတ်ပြလိုက်ပြီးတော့နှိပ်ဆက်သွားမယ်နော် Okay ပြီးတော့ဒီမှာ I have I agree ပြီးမယ်နှိပ်ဆက်သွားမယ် โอเคဒီဒီလိုအဝိုင်းလေးလာလေခဏလောက်စောက်ပြရတယ်ဗျာเนาะခဏစောက်ပြပါထွက်တက်ပါလေအဲတစ်ချက်လောက်တော့အာကျွန်တော်တွေ internet တော့မဟုတ် wifi လေးတော့ခြေပြမယ်ဗျာเนาะโอเคရဆို line လေးပြန်ကောင်းလာတော့တော်သူဒီဆင်းရောက်လာပါတယ်ဒီလိုနေရာရောက်လာရင်တော့ဒုတ် copy ပဲနေလိုက်မယ်เนาะဒုတ် copy လေးနေလိုက်မယ်ဒီနေ့ပဲလေခဏလောက်အဲသူ wifi လေးလည်းခဏစောက်မယ်โอเคဒါဆိုလို့ရှိရင်သူကဒီဖုန်းကကျွန်တော်တို့က အဲဂျီဟွာဒီဖုန်းထဲမှာဂျီမီကောက်ပါနေဖြစ်ပါတယ်ကျွန်တော်တို့ဟာတကယ်လို့ဒီဒါကကျွန်တော်တို့ဒီချင်းကလော့မသိလို့လော့ဖြတ်တာလော့ပြန်တောင်းနေဘာလို့တောင်းတာလဲဆိုတော့ဒီမှာတော်ဂျီမီကောက်ပါနေလို့ပါတကယ်လို့လားဂျီမီကောက်မပါလို့ရှင်တော်သူ original တော်သူ automatic ကျော်သွားမှာဖြစ်ပါတယ်ဒီမှာတော့ဂျီမီကောက်ပါနေပါတယ်ဂျီမီကောက်ကြောင့်ကြီးကိုတော့နောက်ပြီးဒီမှာဆက်လက်မရပေးပါမယ်ဗျာအဲ့တော့ Mitsubishi ဖုန်းနေတဲ့အဲ့လိုမျိုးပေါ်လာ session မှာဖြစ်ဖြစ် password ဖြစ်မှာဖြစ်အရေးကြီးဆုံးအချက်ကအဲ့ဒါလို့ဂျီမီကောက်ပဲဖြစ်ပါတယ်ဒါဂျီမီကောက်တွေပါနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုး ်ရှင်းနေဖြစ်တဲ့အခါမှာအဲ့လိုမျိုးတွေပြန်တောင်းတက်ပါတယ်အဲဒါလေးကကျွန်တော်တို့ဒီကြုံနေသိတဲ့လူကတော့ခေစားမရှိဘူးကြုံနေမသိရင်တော့အကုန်ကြတယ်များပါတယ်ဗျ။ Okay ဒါလေးကိုမိတ်ဆွေများလိုက်မြပေးကြပါဗျ။အဲ့ဒါဘာပဲဖြစ်ဖြစ်မိတ်ဆွေများအားလုံးပဲဒီ Infinite Phone သလုံးကိုတော့ password ဖြတ်တက်ပြီးလို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။နောက်ပြီးလို့မှလည်းဆက်လက်တွေ့ပါဦးမယ်။အဲကျွန်တော်နောက်ပြီးလို့မှတော့ကျွန်တော် iPhone နဲ့ Samsung နဲ့ဆက်လက်ပြီးဖြတ်ပြပါဦးမယ်ဗျ။တစ်ချက်လောက်ကြည့်ပြပါဦးဗျာနော်။အားလုံးပဲမကလာမပြဖို့ကြွားနေပြီညကနေအားလုံးကိုချိုးဆိုပါတယ်ဗျာ။ like a subscribe maybe I'll be Java, oh yeah, yeah, yeah